တရားစကားလေးနိုင်ဝလောက်နိုင်ပြီးမှတရားများဆက်လက်ပြီးတော့အားထုတ်ကြနော်ဒီနေ့သာသနာတော်နေ့2560ခုနှစ်ကောဇာတကြီး1388ခုနှစ်လင်းကျွလာဇာ၄ရက်တရားစကား၃ရက်မြောက်ဖြီးပါနော်နန္ဒခင်ခါကာလမှာဦးဇင်းတို့ တစ္ဆာရှိရှိကြောင်းလိုက်တယ်မှာဆင်းရဲခြင်းမကြတဲ့ငါရတတရားစကားတရားဘာဝနာများကြိုးစားအထုတ်ဖို့ရောက်ရှိလာကြတဲ့တရားဘာဝနာများကိုကြိုးစားအထုတ်ပြီးတော့နေကြတဲ့ယောဂီသူတော်ရှင်တို့ကိုဦးရှင်တို့မိမိတို့အထုတ်နေတဲ့တိဗ္ဗံဘာဝနာလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့အလုံးသွင်းစရာစဉ်းစားဆင်ခြင်စရာစရှိတဲ့တရားဘာဝနာလုပ်နေပတ်သက်တဲ့တရားစကားလေးတွေ နာယူကြည့်ညိုကြရအောင်ဟုတ်လားအဲ့တော့မနေ့တော့ကဦးဇင်းတို့မနေ့ပိုင်းမှာဒုက္ခဝေဒနာတွေပြည့်ကြုံရတာနဲ့ပတ်သက်ပြီးတော့ဘယ်ပုံမှန်ဒီစဉ်းစားပြီးတော့ရင်ဆိုင်ကြမလဲဘယ်လိုရှင်ပြအောင်ကြိုးစားပြီးတော့အထောက်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောခဲ့တယ်ဟုတ်လားဒီနေ့လည်းပဲအဲ့ဒီဒုက္ခဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ပဲဆက်ပြီးတော့ပြောပါမယ် အဲ့တော့ဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောရရင်ယောနိသောမနတိကာရအရေးကြီးတယ်ဆိုတာလေးကိုပြောခြင်းပါမယောနိသောမနတိကာရဆိုတာတင့်တင့်လျောက်ပတ်လျောကအောင်တွေးတာပေါ့နော်အတွေးတွေမှန်ဖို့အရေးကြီးတယ်ကိုယ့်ရဲ့စိတ်ကူးတွေအတွေးတွေစဉ်းစားတာတွေသဘာဝကျဖို့အရေးကြီးတယ်ဟုတ်လားတကယ်တမ်းက ယောနိတော်မနတိကာကဘလို့အရေးကြီးလဲဆိုလို့ရှိရင်မြတ်စွာဘုရားကကုသိုလ်အာလုံးတို့ရဲ့အခြေခံအကြောင်းတရားလို့တောင်းအဲ့လိုဟောတယ်။နောက်နှလုံးသွင်းမှန်ကန်လို့ရှိရင်ကုသိုလ်ဖြစ်မယ်။ဆန့်ကျင်ဘက်အနေနဲ့အာယောနိတော်မနတိကာကနှလုံးသွင်းမှားယွင်းမယ်။နောက်စဉ်းစားဆင်ခြင်တာကတဘာဝမကြဘူးဆိုလို့ရှိရင်အကုသိုလ်အာလုံးတို့ရဲ့အခြေခံအကြောင်းတရားလို့သူ့အကြောင်းအဲ့လိုဟောတယ်။ဟုတ်လား။ဒါကြောင့်ယောနိတော်မနတိကာကအလွန်တရာမှ ကုသိုလ်ကောင်းမှုဖြစ်တဲ့ကိစ္စမှာအရေးပါတယ်။ဘာတွေနဲ့ပဲတွေ့တွေ့ဘာတွေပဲဖြစ်နေဖြစ်နေအဲ့ဒီယောနိတော်မနတိကာလရှိရင်ကုသိုလ်ဖြစ်နိုင်တယ်။ဘာတွေပဲတွေ့တွေ့ဘာတွေပဲဖြစ်နေဖြစ်နေအဲ့ဒီယောနိတော်မနတိကာလမရှိဘူးဆိုရင်အကုသိုလ်ဖြစ်နိုင်တယ်။ဟုတ်လား။ခုဆိုကြပါစို့အရှင်တို့ဟောဒုက္ခနိဗ္ဗာန်အင်္ဂုတ္တရထဲမှာ ယာကဒေါသကိလေသာတရားဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာလည်းရှိတယ်။ပေတရုလည်းပဲပတ်သားမှုပဲထင်ပါတယ်။အိဋ္ဌာယုံလို့ဆိုရဲကောင်းမွန်တဲ့လိုလားနှစ်သက်အပ်တဲ့ကောင်းတဲ့အာယုံနေနဲ့တွေ့မယ်။ကိုယ့်ရဲ့စိတ်ထဲကလည်းပဲအာယုံဒီသောမနတိကာရနှလုံးသွင်းမှားရင်းမယ်ဆိုလို့ရှိရင်အဲ့ဒါတေချာပေါက်ယာက ဆိုသောလောဘဖြစ်လာလိမ့်မယ်တဲ့။ဟုတ်လား။အိဋ္ဌာယုံနဲ့လည်းတွေ့မယ်။အာယုံဒီသော မနတိကာရလည်းရှိမယ်။ ော့ခေါင်းနာနဲ့လည်းတွေ့မယ်နှလုံးသွင်းလည်းမှားမယ်ဆိုရင်တေချာပေါက်ဆွဲမဲ့မှုဆိုတဲ့ຢာကလောဘဖြစ်လာလိမ့်မယ်တဲ့ဟုတ်လားနောက်ဒေါသဖြစ်ခြင်းရဲ့အကြောင်းကြတော့ဘယ်လိုပြောတော့အနိဋ္ဌာယုံနဲ့လည်းတွေ့မယ်နောက်ပဋိကအာယုံပေါ့နော်မကျင်တဲ့ဆရာမနစ်တဲ့ဆရာစိုးဝါးတဲ့အာယုံနဲ့လည်းတွေ့မယ်ကိုယ်တန်တမှာအာယောနိတော်မနတိကာရနှလုံးသွင်းမှားရမှုလည်းရှိမယ်ဆိုရင်အဲ့ဒါတေချာပေါက်ဒေါသဆိုတဲ့ နပတိကဒေါသတွေဖြစ်လာနိုင်မယ်။စဉ်းစားနော်အိဋ္ဌာယုံနဲ့တွေ့မယ်အာယုန်ဒီတော်မနေတိကာလရှိမယ်ဆိုရင်ဇာကဖြစ်မယ်။အနိဋ္ဌာယုံနဲ့တွေ့မယ်အာယုန်ဒီတော်မနေတိကာလရှိမယ်ဆိုရင်ဒေါသဖြစ်မယ်။ဒါဒီနေမှာဥစဉ်တို့ဒီဇာကဒေါသမဖြစ်ချင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲ။အိဋ္ဌာယုံအနိဋ္ဌာယုံနဲ့မတွေ့အောင်နေရမလား။ဒါကတော်တော်မဖြစ်နိုင်တဲ့ကိစ္စ။ ့လောကကြီးကအိဋ္ဌာယုံနေဋ္ဌာယုံတွေနဲ့တိဆောက်ထားတာအိဋ္ဌာယုံတွေကိုရှောင်းသွားလို့မရဘူးအနေဋ္ဌာယုံတွေကိုလည်းရှောင်းသွားလို့မရဘူးရလေနည်းနည်းတော့ပဲရမယ်လူချင်းစရာကောင်းတဲ့အာယုံတွေဆိုတာဘဝမှာတွေ့ရမှာပဲအနှစ်သက်စရာကောင်းတဲ့အနေထားတွေဆိုတာဘဝမှာကြုံရမှာပဲဟုတ်လားအဲ့လိုပဲစန့်ကျင်ပဲအနေနဲ့နှစ်သက်စရာမကောင်းတဲ့စိတ်ပြည့်စရာကောင်းတဲ့အာယုံတွေလည်းမြင်ရမှာပဲကြားရမှာပဲတွေ့ရမှာပဲဟုတ်လား အဲ့အာယုန်လေးကိုရှောင်ဖို့ဆိုတာကဘေးတပေါင်းတို့ရောတို့ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနော်တရားစဉ်းစားကြည့်အဲ့တော့ရာဂဒေါသမဖြစ်ခြင်းဘူးဆိုလို့ရှိရင်ကိုယ်တန်တမှာအာယောနိတော်မနတိကာလမဖြစ်အောင်ကြိုးစားရမယ်တနည်းပြောရမယ်ဆိုရင်တော့ယောနိတော်မနတိကာလဖြစ်အောင်ကြိုးစားရမှာယောနိတော်မနတိကာလရှိနေမယ်ဆိုရင်အာယောနိတော်မနတိကာလရှိမနေဘူးဆိုရင်အိဋ္ဌာယုန်နဲ့တွေ့လည်းပဲရာဂဖြစ်စရာကြောင်းမရှိဘူးပညာပဲဖြစ်မှာ နိဋ္ဌာယုံနဲ့တွေ့လည်းပဲဒေါသဖြစ်เสียအကြောင်းမရှိဘူးပညာပဲဖြစ်မှာဟုတ်လားအဲ့တော့အဲ့ဒီဒေသနာနဲ့ပေတတို့ဥစဉ်တို့ခုညှိကြည့်မယ်ဆိုလို့ရှိရင်ဒါဥစဉ်တွေးမိတာလေးပေါ့နော်တရားထုတ်လို့အစဉ်ပြေလိုက်တာနော်ချမ်းသာလိုက်တာကောင်းလိုက်တာဆိုတဲ့ဒုက္ခဝေဒနာဆိုတာအာယုန်နေနဲ့ပြောမယ်ရှင်ဘာအာယုန်လို့ပြောအိဋ္ဌာယုံပေါ့ဟုတ်တယ်မို့လားလိုလားเสียနှစ်သက်เสียကောင်းတဲ့မွန်မြတ်တဲ့အာယုန်အိဋ္ဌာယုံအဲ့ဒါတကယ်လို့ အဲ့ဒီအိဒါယုံနဲ့တွေ့တဲ့အချိန်မှာကိုကနှလုံးသွင်းမှားရွေးမယ်ဆိုရင်အဲ့ဒါဘာဖြစ်နိုင်လဲ။ຢာကဖြစ်နိုင်တယ်နော်။တရားရဲ့ပုံမှာဆွဲမဲ့တဲ့တရားနဲ့ပတ်သက်ပြီးတော့ချမ်းသာတဲ့အပေါ်မှာဆွဲမဲ့တဲ့နော်နူးညံ့တိမ်မွေးတဲ့နန္ဒီရာဂလို့သုံးလုံးတာလည်းရှိတယ်။နိကန္တိလို့သုံးလုံးတာလည်းရှိတယ်။ဟုတ်လား။လောဘဆိုတဲ့ຢာကမဖြစ်နိုင်ဘူးလား။ဖြစ်နိုင်တယ်။ဒုက္ခဝေဒနာဟာအာယုန်နေနဲ့ဝေပန်မယ်ဆိုလို့ရှိရင်ဒါအိဋ္ဌာယုံလို့ဝေပန်လို့မရဘူးလား။ရတယ်။ တခါတခါတမတို့ဥယျာဉ်တော်မနှစ်သက်တဲ့ဒုက္ခဝေဒနာဟောခန္ဓာကိုယ်ကြီးကတော့အနေသားတစ်ခုလေးခက်ကြကြလေးထိုင်လိုက်တော့တော့သွေးလေးလည်းပတ်မှုအရတော်၎င်းဣရိယာပုအရတော်၎င်းဟောပြန်မှုတွေဆိုတာကဒါပြင်းပြင်းထန်ထန်နော်ဖိထိုင်ခံရတဲ့နေရာမျိုးမှာဖြစ်လာမှာပဲလေအဲ့လိုဖြစ်လာပြီဆိုရင်ဒုက္ခဝေဒနာတွေကဒါပေါ်လာတော့တာပဲဟုတ်လားဘယ်မှာရောက်လာတာမဟုတ်ဘူးဒီခန္ဓာကိုယ်ကြီးရဲ့ဓာတ်ကြီးလေးပါမငြိမ်းမြမှု နော်အသွေးလေးမညီမျှမှုအဲ့ဒီအနေထားကိုအခြေခံပြီးတော့ရုပ်ဖောက်ပြန်တယ်ရုပ်ဖောက်ပြန်တာကိုဝေဒနာနာငါခံစားရအောင်နော်အောက်ပြန်တာကပြင်းထန်တဲ့အခါကျတော့ဘယ်လိုခံစားရအောင်ဒုက္ခဝေဒနာရှင်းရတာကိုခံစားရတယ်ဟုတ်လားအဲ့တော့အဲ့ဒီဒုက္ခဝေဒနာကိုအာယုံနဲ့ဝေဖန်မယ်ဆိုရင်ဘယ်လိုဝေဖန်မှာတော့အနေထာယုံလို့ဝေဖန်ရမယ်ဟုတ်တယ်မို့လားဒုက္ခဝေဒနာကအိဋ္ဌာယုံဒုက္ခဝေဒနာကနေဋ္ဌာယုံအဲ့ဒါတကယ်လို့ကိုက နှလုံးသွင်းမှားမယ်ဆိုရင်တော့အာယုန်ဒီသောမနိတိကာလတွေဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီဒုက္ခဝေဒနာဆိုတဲ့အိဋ္ဌာယုန်နဲ့တွေ့ရင်ဘာတွေဖြစ်မှာလဲတောတာတွေဖြစ်မှာပေါ့စိတ်ပြက်တယ်လာပြန်ပြီဒီဝေဒနာကြီးကဟုတ်လားဘယ်ချိန်ချိဘယ်ချိန်ချိမှန်ဖြစ်နေမှာမသိပါဘူးအဲ့တော့အချိန်မပြေတော့ဘာလုပ်လဲအောက်ကခေါင်းလောင်းထိုးတယ်ပေါ့စောင်းရတာပေါ့ဟုတ်လားဒါဒါပြီးသွားမှနော်အချိန်ပြေသွားမှလို့စိတ်ကတင်ဟုတ်လားအမှန်ဆိုလို့ရှိရင်ဒီဒုက္ခဝေဒနာကစိတ်တော်ဝမဲ့ တဘာဝတရားမဟုတ်သူ့ကိုတီးခံရမဲ့တဘာဝတရားလို့ကိုကအစာတဲကိုကအဲ့လိုလေးယောနီတော်မနေတိကာသာလေးရှိထားရင်တော်တော်ကောင်းမယ်အဲဒုက္ခဝေဒနာဆိုတာနော်ကိုကအရင်သူ့ကိုပျောက်သွားစေခြင်းနဲ့ဝဖယ်ပြစ်ခြင်းနဲ့သူ့ကိုမလိုခြင်းဘူးနော်ဟုတ်လားဒါပေမဲ့အကြောင်းရှိနေရင်ကိုဘလောက်မလိုခြင်းမလိုခြင်းဘလောက်ပဲပျောက်ခြင်းပျောက်ခြင်းသူကရှိနေမှာပဲအကြောင်းရှိနေရင်သူကတော့ဖြစ်နေမှာပဲတသူ့ကိုကိုဖယ်ခြင်းတိုင်းဖယ်လို့မရဘူး ကိုယ်ဒီတိုင်းကြီးတိုင်းနေတော့တိုင်းနာကြလာရင်တော့ဒုက္ခကတော့ဖြစ်လာမှာပဲလေအဲ့တော့ကိုပြင်လိုက်မယ်ဆိုရင်တော့ဒုက္ခပါဖြစ်တော့ဖြောက်သွားမှာပဲသူ့ရဲ့အကြောင်းတရားကိုကိုကဖျက်ပလိုက်တဲ့အခါကျတော့ဒုက္ခကဖြောက်သွားမှာပဲဒါပေမဲ့လို့နည်းနည်းလေးဖြစ်တာနဲ့ပြင်တော့မဟဲဆိုစိတ်အလိုလိုက်တာကတော့မကောင်းဘူးဟုတ်ရဲ့လားအဲ့တော့သူ့ကိုကိုကနော်စိတ်တူရမယ့်အရာမဟုတ်ဘူးဒါဟာနားလေအောင်ကြိုးစားရမယ့်အရာလို့အဲ့လိုသဘောထားပြီးတော့သူ့ကိုချင်းကပ်ပုံရှုမြင်သုံးသပ်ပုံလေးကိုပြောင်းပေးဖို့လိုတယ် ဟုတ်လားဟိုသိပ္ပံပညာရှင်တယောက်ကဓာခွဲခန်းထဲမှာတကယ်ကိုအရေးပါတဲ့ဓာတ်ဘာဝတစ်ခုကိုတွေ့ရှိကနေမှသူဒါကိုဒါပါလေပါလေဒါသာသိကျင်တယ်သူဟုတ်လားအဲ့လိုဆိုရင်ဒါကိုသူဖဲပြလိုက်ရင်ဒါကြီးကြောင့်သူသိရမှာမဟုတ်တော့ဟုတ်တယ်မဟုတ်လားဒါကိုဘာလို့အောင်မလို့တိတိချာချာကိုတိဥတ္တရာနဲ့မမှားအောင်သူ့ကိုနားလည်အောင်သူဘာလို့အောင်စ조사မှာကရိယာပစ္စည်းမျိုးစုံသုံးပြီးတော့အဲ့ဒါနဲ့အရန်တူတယ်လို့ဦးဇင်းကပြောကျင်တယ်ဒီခန္ဓာမှာဖြစ်လာတယ်ဘာကြောင့်ဖြစ်လာတော့ဒီဒုက္ခဝေဒနာတွေဟာ မြင်တာတဲ့အကြောင်းပြောရမယ်ဆိုရင်တော့ခြားခြားထိုင်းနေလို့ဖြစ်တာပဲဟုတ်တယ်မဟုတ်လားဒါကိုပြောင်းလဲပေးလိုက်မယ်ဆိုရင်အဲ့လိုဖြစ်เสียကြအောင်မရှိဘူးမခံမရနိုင်အနေအထားကိုပြောတာပါဟုတ်လားအဲ့တော့မခံမရနိုင်ဖြစ်လာတယ်ဆိုတာခြားခြားထိုင်းလာရင်တော့ဖြစ်လာမှာပဲဟုတ်လားဒါကိုကထိုက်တဲ့လောက်တော့တီးခံရမယ်နော်တတ်နိုင်တဲ့လောက်တီးခံရမယ်ပြီးရင်ဒါကိုနားလည်အောင်ဆိုတဲ့စိတ်နဲ့ကြည့်ရမယ်ဖျက်ပြစ်ခြင်းနဲ့စိတ်ကြီးနဲ့ကြည့်ရင်လည်းပဲတိတ်ထရောက်မှာမဟုတ်နားလည်ခြင်းနဲ့စိတ်နဲ့ တရားရောက်ကိုဘေးကနေကြည်နေတယ်လို့မျိုးသူ့ကိုသူ့သဘောကိုနားလေရောကြည်မယ်အဲ့လိုဆိုလို့ရှိရင် तू ကတိတ်ပြီးတော့မပြင်းထန်တော့တာလည်းဖြစ်နိုင်တယ်ဒါဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ကရောနေတော့မနတိကာရရှိဖို့ဆိုတာလေးကိုပြောပြတာအဲ့လိုအစတဲ့ကိုကစငါတိခန်တဲ့စိတ်ကလေးနဲ့ဒါကိုရင်ဆိုင်မယ်နားလေခြင်းတဲ့စိတ်ကလေးနဲ့ဒါကိုကြည်မယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဝေဒနာကအရင်ကြီးကိုယ်စိတ်ထဲမှာရှိုးရတဲ့အနေထားလို့ထင်စရာမဟုတ်တဲ့အနေထားလည်းရောက်သွားနိုင်တယ် ကိုဘလို့သဘောထားသလဲဆိုတာပေါ်မှာကို့ပေါ်မှာအများကြီးမူတည်တယ်ဟုတ်လားအမနဲ့တုန်းကဟောက်တန်ကြားရလို့မခံနိုင်လို့ဆိုပြန်သွားတဲ့ယောဂီရှိဟုတ်လားတခန်းထဲမှာအတူတူအဟောက်တဲ့လူလည်းပဲတက်နိုင်မလို့သူလည်းပဲဟောက်ချင်မှာတော့ဟုတ်လားဒါပေမဲ့ဥစ္စာစဉ်းစားကြည့်ရအောင်နော်အော်ဘလို့ပဲစဉ်းစားတာတော့ဘလို့များတွေးလိုက်တာတော့တကယ်ဆိုလို့ရှိရင်ဒီအတန်ကိုငါနုံနုံကြားကြားတောင်ရှိတယ်နော်ငါးရက်လောက်မအေးရလို့တော့ငါယူလည်းမသွားနိုင်ဘူးသေလည်းမသွားနိုင်ဘူးဟုတ်လား ဒီအတန်လေးကိုဘလို့လေးလေးသိအောင်လုပ်မယ်ငါဖြစ်လာတဲ့ဒေါသကိုဘလို့ဖြစ်အောင်ဒါဘလို့ဖြစ်လာတာတော့သိအောင်လုပ်မယ်ဆိုတော့စိတ်ဝင်စားတဲ့အနေအထားနဲ့ဒါကိုရင်ဆိုင်မယ်ဆိုလို့ရှိရင်ပညာရနိုင်တယ်နော်။ဟောပညာရတာမရတာလည်းအဲ့ဒါကိုစိတ်ဝင်စားပြီးတော့မှတ်နေမယ်ဆိုရင်မြန်မြန်တောင်အိပ်ပျော်နိုင်တယ်။ချမ်းသာတာအိပ်ပျော်နေတယ်။သူကဥစဉ်တည်လာပြီးတော့ဆွေးမှမဆွေးနေပဲနဲ့။တော့ကြားတဲ့ဟာဥစဉ်လေးရှောက်ပြီးတော့ပြန်သွားတော့မတတ်နိုင်ဘူးဥစဉ်လည်းပဲဟုတ်လား။အဲ့ဟိုတည်းက အဲဒီမှာနေဖို့လဲပြောတယ်တဲ့ပြောတော့အောက်ကရှင်းပွက်တင်တယ်လို့ပြောတယ်တဲ့ဟုတ်ပဲတတ်နိုင်မလို့လို့ဟုတ်လားဒါနဲ့ဒီပေါ်မှာလဲနေရာရှိတယ်ဆိုတော့ငှက်တန်တွေရှူတယ်လို့ပြောတယ်တဲ့ကဲဘယ်နဲ့လုံးမလို့ဟုတ်လားအဲ့တော့ပြောရင်လားကကိုကဓာရီကိုဘယ်လိုသဘောထားလဲဆိုတာအခုစိတ်ထဲကဓာကြီးကရမ်းချင်နေဆိုတာပဲဆိုရင်တော့ကြော်လွားဖို့တော်တော်ခက်မယ်နော်ကိုစိတ်ကဓာစိတ်ဝင်စားစရာပဲဓာကငါနားလည်အောင်လုပ်မယ်ဆိုလို့ရှိရင်အသေးပဲတမျိုးဖြစ်တယ် တော့ဆရာတော်ဦးဇော်တိကမာမြိုင်ဆရာကြီးပြောတာကိုအရင်ကသဘောကျတယ်အခုဆရာတော်နောက်ဆုံးထွက်နေတဲ့စာအုပ်လေးကိုပေးသက်တော့အရင်ကဝဲပြီးတော့ဖတ်ကြည့်စေခြင်းနဲ့စာအုပ်ခေါင်းစဉ်လေးကမသိရင်ခက်မယ်တဲ့နော်အဲ့ဒီတည်းမှာတရားအထုတ်လို့ခံစားချက်ဝေဒနာတွေဖြစ်လာတဲ့အခါမှာဘယ်ပုံမနည်းရင်ဆိုင်ရမလဲဆိုတာကိုဆရာတော်အသေးစိတ်ပြောတာတွေရှိပါအဲ့ဒီမှာပြောတာလေးကိုတခုသဘောကျတာပေါ့နော်ဦးဇင်းတို့အတွေ့အကြုံနဲ့တိုက်ဆိုင်တာလည်းပါတာပေါ့ ဟိုမယုတ်သီးစားတယ်ဆိုကြပါစို့တဲ့မချိုက်တဲ့လူတို့ဒါကတော်တော်ဆင်းရဲတဲ့ကိစ္စကြီးပဲချူချူရှဲရှဲနဲ့ကျွေးတွေတန်တွေထွက်ပြီးတော့ဒါဥယျာဉ်ဆုံးမယုတ်သီးမချိုက်တော့အဲ့ဒီဥမာကအလွန်ကောင်းတယ်ပေါ့နော်မယုတ်သီးဟာမယုတ်သီးစားတာဟိုရှာကွဲနေတဲ့အချိန်မှာစားစားတွေစားမိတာနဲ့တိတ်မထူပါဘူးလို့အဲ့လိုအောင်းမေးအောင်ဒါပေမဲ့ချိုက်တဲ့လူကတော့အဲ့ဒါကိုဒုက္ခလို့အောင်းမေးလာအောင်းမေးဘူးဒါမှပါရင်ကိုသူကဒုက္ခဖြစ်နေတာအဲ့တော့ဒီစတာချင်းအတူတူကိုဒါပေါ်မှာဘလို့ခံယူတယ်လဲဆိုတာပေါ်မှာဘူတီပြီးတော့ အမြင်လေးကတောင်းလဲမသွားဘူးလားတောင်းလဲသွားတယ်အဲ့တော့နောက်တစ်ခုကဆရာတော်ပြတာအခုအနည်းနှိတ်ခံရတယ်ပေါ့နော်အတချို့ဆိုရင်တတော်ကိုကြီးနဲ့ကြိတ်တာပဲဒါနာပဲလေဒါပေမဲ့ကိုယ့်ဟာကိုယ်ကိုခံရင်လို့ကိုယ်ခံနေတာဆိုတော့ဒါကိုဘယ်လိုဖြစ်နေလဲခေါင်းနေလို့လုံနေတာဟုတ်လားအတချို့ဆိုရင်တကိုယ်လုံးတက်ပြီးတော့နင်းတာပဲလေဟုတ်လားတကယ်လို့သာအလူတက်နင်းတာမဟုတ်ဘဲနဲ့ဒီခန္ဓာကိုယ်ရဲ့အဲ့ဒီနင်းတဲ့နင်းခံရတဲ့ဝေဒနာမျိုးကြီးများအလိုလိုဖြစ်နေမယ်ဆိုရင်ဆေးရုံတောင်တန်းပြေးမယ်နဲ့တူတယ်ဟုတ်တယ်မဟုတ်လား ဒါပေမဲ့ကိုယ်အနင်းခံရင်လို့ခန်းနေတာဆိုတော့ထကြိတ်လိုက်ပါအောင်လို့တောင်ပြောတာတွေမရှိဘူးလားရှိတယ်ဒါပါလေနော်အတကူကလိုချင်နေတယ်မကိုယ့်ရဲ့ချင်းကပ်ပုံပေါ့နော်ဒီအတွေ့အကြုံတွေရတဲ့အတွေ့အကြုံရဲ့ပုံမှာအတော့အရင်ပြောချင်တာကပေးသက်တို့ကိုနားလေစီချင်တာကဒီယောနိသောမနတိကာရဘလောက်အေးပါလဲကိုဘလို့သဘောထားတာလဲကိုရဲ့အတွေးပေါ့ကိုတွေးရကိုပြီးတော့ကြိုးကန်ချေလဲသွားတာနော်အဲ့ဒါမနက်ကတက္ကမကြီးကတော့ပြန်သွားတာပဲဒါသူ့အတွေးဟာသူ့ကို ပြန်တို့ပြန်ကြဆိုမပြန်လို့မဖြစ်ဘူးဆိုတော့အတင်းဆွဲခေါ်သွားတာပါသွားတာပဲဟုတ်လားအဲ့တော့ဒါကဒါဥဒင်းသိရတာကိုပြောတာဒီပိဋကတ်ထဲမှာဥဒင်းမသိရတဲ့အစင်မပြေမှုလေးတွေရှိရင်လည်းရှိနေမှာဒါပြောလို့မရအဲ့တော့အစင်မပြေတာကအစင်မပြေတာကြီးကအစင်မပြေတာလားကိုကတွေးတာကြီးကိုကစားအစင်မပြေလို့အစင်မပြေနေတာလားဆိုတာလည်းပဲနားလည်ဖို့လိုတယ်အတချို့ကတော့ဟုတ်ပါတယ်တကယ်ကိုအစင်မပြေဘူးကိုဘလို့ပဲတွေးတွေးဒါကြီးကအစင်မပြေဘူးဆိုတာလည်းရှိပါတယ်တချို့ကကြတော့ ကြော်လွှားလို့ရပါတယ်။ထိုက်တဲ့နဲ့ဒီခံမှုလေးနဲ့နားလည်ပေးနိုင်မှုလေးနဲ့တော့ရင်အဆင်ပြေပါတယ်ဟုတ်လား။နောက်တစ်ချက်ကနည်းနည်းလေးမှကိုနော်အပွန်ပဲအခြေခိုက်မခံနိုင်ဘူးပေါ့နော်။အဲ့လိုဆိုရင်တော့အဆင်ပြေမှာမဟုတ်ဟုတ်လား။အဲ့တော့ခုတရားထိုင်နေတဲ့အချိန်မှာလည်းအဲ့ဒါမျိုးလေးကိုစဉ်းစားရမယ်။ထိုင်မှတော့စဉ်းရတဲ့ဝေဒနာကတွေ့မှာပဲလေ။ဟုတ်လားကိုကကိုကကိုတက်တာတလို့လေးပြောင်းလဲပြီးတော့နေနေတဲ့အနေထားမှာမဟုတ်ဖဲကို ဟုတ်လား တဏှာကြီးလောင်းကုတ်တုတ်ထိုင်နေရတယ်ဆိုတဲ့ကိစ္စအိတ်လွယ်တဲ့ကိစ္စမဟုတ်ပါဟုတ်လားအဲ့တော့တတ်နိုင်လည်းမရဒီဝေဒနာတွေကိုဘာလို့အောင်နားလေအောင်ဆိုတဲ့စိတ်နဲ့ပြိဓာပြီးတော့နေဟုတ်လားဝေဒနာအရင်ပြင်းထန်လာတယ်ဆိုလို့ရှိရင်ဘလို့ဆက်လို့မလို့နော်တချို့ကြတော့လည်းပဲအဲ့ဒီဝေဒနာကိုဂယုမဆိုင်ဖဲနဲ့အဲ့ဒီဝေဒနာကိုတတိမထားတော့ဘဲနဲ့လေးလျူရှုပြီးတော့အချားထင်ရှားတဲ့အာယုံရဲ့ပုံမှာစိတ်ကိုနေရာချပေးတာအဲ့ဒီနီးနဲ့လည်းလှုပ်ကြည့်လို့ရတယ် ဒါပေမဲ့ဝေဒနာကအရင်ပြင်းထန်ရဲ့ तू ကစိတ်ကိုသူ့စီမရောက်ရအောင် तू ကဆွဲမှာပဲအာယုံက तू ပြင်းနေတာပြင်းနေတဲ့အခါကျတော့ပြင်းတဲ့နေရာကိုစိတ်ကတောက်ကပ်မှာပဲအဲ့တော့ဒကာဒမတို့ကဘလောက်ဒီပြင်းအာယုံမှာကိုပြန်ဆွဲထားနိုင်လေကိုခွန်အားပေါ့နော်သောပေါလာဦးဇင်းခုပြောတာအဲ့တောင်တော့တချို့ဦးဇင်းတို့ဒီဝင်လေထွက်လေကိုပြင်းအောင်ရှူရတာရှိရဲ့ဒီအာယုံကိုအရင်ထင်ရှားအောင် तू ကလှုပ်လိုက်တာလှုပ်လိုက်တဲ့အခါကျဒီအာယုံကအရင်ထင်ရှားလာတဲ့အခါဒီအာယုံကို तू အာယုံမပြူဘဲနဲ့နေနိုင်အောင်ကြိုးစားသဘောပေါက်လားဒါကဦးဇင်းတို့ဝေဒနာကိုခွာတယ်ဆိုတာအဲ့ဒီဝေဒနာကိုအာယုံမပြူဘဲနဲ့ဒီပြင်တရားထင်ရှားတဲ့ခံစားတဲ့သဘောရှိတဲ့အဲ့ဒီအနေအထားကိုအာယုံပြူလားဒါကကိုယ်ကလည်းပဲငကောကဒီထင်ရှားတဲ့ဒီအာယုံလေးပေါ်မှာနော်နေတဲ့အနေအထားကျွမ်းကျင်မှလည်းပဲဖြစ်နိုင်တာနော်ဒါကြောင့်တချို့ဝေဒနာတွေမရှိဘူးမဟုတ်ရှိတယ်သူတို့လည်းထိုင်နေတာပဲဘာလို့မရှိပဲနေမှာတော့ဟုတ်လား သို့တော့အဲ့ဒါကိုသူတို့စိတ်ထဲမှာအာယုံမပြုတ်သူ့မှာဒီပြန်တခြားအာယုံပြုတ်ကြရရှိတယ်အဲ့တော့ကိုယ့်စိတ်ကိုကိုယ်ပင်သားနေရာချပေးမလဲဒါတော့ပြောရတာတော့လွယ်တယ်တကယ်လက်တွေ့လုပ်တဲ့နေရာမှာဝေဒနာရမ်းပြင်းရင်တော့သွားကတ်အောင်မှာပဲဒီစိတ်ကဟုတ်ရလားအဲ့ဒါလို့ဆိုရင်ဘလို့မှတပြော့တော့ဥစဉ်တီးခံလို့လည်းမရဘူးဝေဒနာကလည်းအရန်ပြင်းတယ်ဒေါသမဖြစ်အောင်လှုပ်လို့ကိုမရဘူးစိတ်ကအရန်ဟိုညှိုးငယ်သွားပြီအရန်နာပြီပေါ့နော်ဝေဒနာကအရန်ပြင်းထန်ဒီစိတ်ကပင်ပန်းလာပြီ ဘလို့မှမတက်နိုင်ဘူးဆိုရင်တော့အဲ့ဒါပြင်လိုက်ဖို့ပဲရှိမတက်နိုင်ရင်ပြင်ရမှာပဲလေတော့အထိုင်းပြီးတော့တော့ဒေါသအဖြစ်ခံနေတာတော့တိတ်တိတ်ပဲမရှိဘူးလို့ဦးဇင်းကထင်တယ်ဟုတ်လားပြင်ဘလို့ပြင်ရတော့သတိကလေးနဲ့ပြင်နော်ဒီအခြေအနေရောက်လာပြီအဲ့တော့လှုပ်ရှားတာတတ်နိုင်နေမြအသေးစိတ်နားလေအောင်သိအောင်ကိုယ့်ရဲ့အတွေးတွေပြင်ញင်တဲ့စိတ်တွေပြင်အောင်လုပ်တဲ့အနေအထားတွေနှိုးစော်တဲ့အနေအထားတွေအကုန်လုံးသိအောင်လုပ်နော်တောင်းရင်တဲ့တောင်တရားအထုတ်လို့ရတယ်နော်ပြင်တာကိုအထုတ်လို့မရဘူးလို့ဆိုနိုင်မလား ေးအဲ့ဒါကိုဦးဇင်းကသဘာဝကြကြနားလည်စေချင်တာဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းတော်ကောင်းတို့ဝေဒနာတွေဖြစ်လာတယ်ဆိုရင်တတ်နိုင်နေမြတီးခံရမှာပါနော်ဖြစ်အောင်လုပ်နေတယ်လို့ကြီးဖြစ်နေတော့ဖြစ်မှာပဲလေအေးဒါကြီးကိုထူးဆန်းလုပ်ပြီးတော့ဟာငါမှဝေဒနာတွေတက်လာတယ်အောင်းမနေနဲ့ဘာဖြစ်ဖြစ်ထိုင်ရင်ဝေဒနာတက်တာပဲဟုတ်လားဒါပေမဲ့ကိုကဒါကိုချင်းကပ်ပုံချင်းကပ်နေလေတော့တော့သဘာဝကြဖို့မလိုဘူးလားလို့ရင်စဉ်းစားတက်ဖို့လိုတယ်မှန်မှန်ကန်ကန်တွေးတက်ဖို့လိုတယ် အဲ့ဒါပါလေငါတိခန်တဲ့စိတ်နဲ့ရှင်ဆိုင်မယ်နားလေအောင်ဆိုတဲ့စိတ်နဲ့ငါကိုစိတ်ရှိရှိစိတ်အေးအေးလေးထားပြီးတော့ဒါကိုကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ဝေဒနာကဝေဒနာရဲ့အကျိုးတည်ရောက်မှုကတမျိုးတစ်ပုံဖြစ်သွားနိုင်တယ်နော်ဟုတ်တယ်မဟုတ်လားဝေဒဝေဒနာရဲ့ပုံမှာကိုချင်းကပ်ပုံမှာမူတည်ပြီးတော့ကိုယ်စီထဲမှာမခံနိုင်မှုခံနိုင်တယ်ဆိုတာတွေကအမျိုးမျိုးပြောင်းလဲတာမရှိနိုင်ဘူးလားရှိနိုင်တယ်စိတ်ပေါ်မှာအများကြီးမူတည်တယ်ဟုတ်လားဒါကြောင့်ဦးကြီးတို့ပေးတဲ့ပေါင်းတော်တော်တို့ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့ တော့နားလည်မှုရှိအောင်ဒီမျိုးစုံကနေစူးစမ်းကြရမှာဟုတ်လားတနိုင်နေမြတော့ဘာလို့ဖို့လို့တီးခံရမယ်တီးခံလဲဆိုတာဧသပေါင်းသူတော်ကောင်းတို့ညသောအဖြစ်အရှင်မပြေတာတွေနဲ့တွေ့တဲ့အခါမှာပဲတုံ့ကြတာပဲမို့လားအရှင်ပြေးနေတဲ့အခါမှာတော့တီးခံဖို့လိုပါသလားဟောစဉ်းစားကြည့်နော်အေးဒါကြောင့်ဦးဇင်းတို့ပေးသပေါင်းသူတော်ကောင်းတို့တော့အရှင်မပြေတဲ့အချိန်မှာအော်ဒါငါဒေါသမဖြစ်အောင်လိုရမယ့်အချိန်ပဲလို့နားလဲရအောင်တော့အရှင်ပြေးနေတဲ့အချိန်တော့ ောဒမဖြစ်အောင်လိုရမှာမဟုတ်သူကတော့လောဘမဖြစ်အောင်လိုရမယ်အခြေဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော့ဒါလေးကိုဦးဇင်းကနည်းနည်းလေးပြောချင်တာပေါ့နော်ဘကုစိတ်ထဲမှာအဆင်မပြေမှုတွေနဲ့တွေ့လာလို့ရှိရင်ငါဘလို့တုံ့ပြန်တုံ့ပြန်နေတယ်ဆိုတာလေးကိုသတိထားစေချင်တာဟုတ်လားအော်ဒါကတရားထုတ်နေတဲ့အချိန်မှာဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတဲ့အဆင်ပြေမှုမပြေမှုကိုအဓိကရည်ရွယ်ပြီးတော့ပြောတာပေါ့ ဒကာမတို့ကအမြဲတမ်းလေးတရားအထုတ်နေမှာတော့မဟုတ်ဘူးပေါ့နော်ပုထုရှင်တွေဆိုတော့အိမ်ပြန်သွားတဲ့ခါကျတော့လည်းပဲကိုယ်လောကီအာယုန်နေနဲ့ကိုယ်လှုပ်နေနဲ့ကိုယ်ဩကြအောင်မှနေကြအောင်မှဟုတ်လားအဲ့ဒီအချိန်မှာလည်းပဲအခုဒီတရားစကားကအများကြီးအသုံးတည်မယ်လို့ဦးဇင်းထင်ပါဘလို့တွေ့ကြုံနေရတယ်လေအဲ့ဒီတွေ့ကြုံနေရတဲ့အပေါ်မှာငါဘလို့စိတ်ထားနဲ့တုံ့ပြန်နေတယ်လေဒါသတိထားရဟုတ်လားအတွေ့အကြုံတွေကတော့တွေ့ရမယ့်ကြုံရမယ့်အရာတွေကတော့ကိုယ်စန္ဒာအတိုင်းဟုတ်မှာမဟုတ်ဘူး တော်တော့အကြောင်းရှိတဲ့အတိုင်းတွေ့မှာပဲကောင်းကောင်းတွေ့တဲ့အချိန်ကောင်းကောင်းတွေ့မယ်ဆိုးဆိုးဆိုးတွေ့တဲ့အချိန်ဆိုးဆိုးတွေ့မယ်အဲ့ဒါကိုလည်းထဲမှာမရှိဘူးတော့အတွေ့အကြုံကိုဘယ်လိုအတွေ့အကြုံလေးမှရကျင်တယ်ဘယ်လိုအတွေ့အကြုံမရကျင်ဘူးလို့လို့လို့မရဒါပေမဲ့ကိုပိုင်နာကတော့ကိုလုံးမယ်ဆိုရင်ဖြစ်နိုင်တာကတော့အဲ့ဒါပေါ်မှာကိုဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာကတော့ကိုလည်းထဲမှာမရှိဘူးလားယောနိတော်မနတိကာရနဲ့တုံ့ပြန်မလားအာယောနိတော်မနတိကာရနဲ့တုံ့ပြန်မလားဒါအရေးကြီးတဲ့မေးခွန်းလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်တော့ဒီနေရာမှာကိုက နော်ယောနိသောမလတိကာရနဲ့တုံ့ပြန်ရင်ကောင်းမြတ်တာတွေဖြစ်လာမှာနော်အာယောနိသောမလတိကာရနဲ့တုံ့ပြန်ရင်ယုံညံ့တာတွေဖြစ်လာမှာအဲ့တော့ဦးဇင်းကဒါပြောရင်းနဲ့ဘာကိုသွားပြီးတော့အမှတ်ရတုံးဆိုတော့ဟိုဦးဇင်းတို့လူညံ့တဲ့လူတွေနဲ့လူတော်တဲ့လူတွေရဲ့ကိုပြချာနာချက်လို့လည်းပဲပြောမရွှင်ပြောလို့ရပါလေအင်္ဂုတ္တပါဠိတော်အဋ္ဌကနိပတ်ထဲမှာကုတိတာရမဝိထုသုတ်တံဆိုတော့သုတ်တံလေးတစ်ခုရှိတယ်ဦးဇင်းတို့ပါဠိဆရာဝါးထဲမှာဝရိယပါရမီထဲမှာဦးဇင်းတို့ထည့်ပြောခဲ့တယ်ပေါ့နော် ကုတိတာရမဝတ္ထုတဲ့နော်ပြင်းရည်ချင်းရဲ့အကြောင်းတရားနော်ပြင်းတဲ့လူတွေညံ့တဲ့လူတွေဟာကျင်ကျဖန်ဖန်တွေးပြီးတော့ပြင်းတယ်အဝရိယရှိတဲ့လူတွေအာထုံမယ်ဆိုတဲ့လူတွေကလည်းကျင်ကျဖန်ဖန်တွေးပြီးတော့အာထုံတယ်အတွေ့အကြုံချင်းတူပြီးတော့ပြင်းတဲ့လူကပြင်းဖို့ဖြစ်သွားတယ်အဲ့ဒီအတွေ့အကြုံကအာထုံမဲ့လူကအဲ့ဒီအတွေ့အကြုံပဲအတူတူပဲဒါပေမဲ့သူကတော့အာထုံဖို့ဖြစ်သွားတယ်ဘလောက်ကွဲပြားခြားနားသွားတော့နော်ဒါကိုအတူတူတွေ့တယ်ဒီလူဖြစ်သွားတာကတမျိုးဟိုလူဖြစ်သွားတာတမျိုးအဲ့လိုဖြစ်သွားတာ အဲ့ဒါလဲဆိုဗျာဟောတာနော်ပြင်းကြီးခြင်းရဲ့အကြောင်း၈မျိုးတယ်အဲ့လိုပဲဝရိယရှိတဲ့လူကဝရိယရှိခြင်းရဲ့အကြောင်း၈မျိုးအကြောင်းတရားကအတူတူဖြစ်နေတယ်စဉ်းစားပုံလေးပဲခွာသွားပြင်းတဲ့လူကဘလို့ပြင်းတော့ ਨੇ နော်ဆိုကြပါစို့ယဟန်တစ်ပါးအနေနဲ့အမှုကိစ္စတခုလုံးစရာကျုံလာတယ်နော်ယဟန်နေရအလုံးဆိုတာတကယ်တမ်းကတန်တရားဝရှင်ရဲ့ကလွန်မြောက်ဖို့အတွက်နော်ကြိုးစားမယ့်အလုံးဒီမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတွေကိုကိုယ်တိုင်သိပြီးတော့ပြန်ပေါ်အောင်လုပ်ရမယ့်အလုံး ကန္ဓာဒုဒ္ဒဝိပဿနာဒုဒ္ဒဆိုတဲ့ဒီတာဝန်နှစ်ခုဒီလုံးနှစ်ခုပဲရှိတာပါတကယ်တမ်းကဟုတ်လားဒါပေမဲ့လို့လည်းပဲတခါတည်းရမှာဒီပြင်အလုတ်တွေဆိုတာရှိလာတယ်ဗောနောသာသနာနဲ့ပတ်သက်တဲ့အလုတ်ဆိုကြပါစို့ဟုတ်လားအဲ့ဒါလို့အလုတ်ရှိလာရင်အဲ့ဒီလူကဘလို့ရှင်းအောင်ဆိုငါအလုတ်လုပ်ရတော့မယ်အလုတ်လုပ်ရရင်တော့ပင်မမှာပဲအဲ့ကြောင့်မလို့ငါအခုအလုတ်မလုပ်ရသေးခင်မှာငါအနာယူထားမှဖြစ်မယ်အဲ့တော့ငါအိတ်လိုက်အောင်မယ်ဆိုတော့ तू အိတ်တယ်တဲ့အလုတ်လုပ်ရတော့မယ်ဆိုပြီးတော့မလုပ်တာတော့ကြိုတင်ပြီးတော့အနာယူထားတော့နော် ောက်အလုပ်ပြီးသွားပြီအဲ့ဒီအလုပ်ကိစ္စတွေပြီးသွားပြီဆိုတော့သူကဘလို့စဉ်းစားပြန်ဆိုငါအလုပ်လုပ်ပြီးတာမကြသေးဘူးအဲ့တော့ငါအဲ့တော့တော်တော်ပင်ပန်းနေတာပဲအဲ့တော့အခုငါဆက်ပြီးတော့အနာယုံမှဖြစ်မယ်ဆိုတော့အိတ်တယ်တဲ့ဟောနောက်အလုပ်မလုပ်ခင်အလုပ်လုပ်ပြီးနောက်တစ်ခါဘာပြောတော့မြတ်စွာဘုရားပါဟောတော့နောက်ခྱི་သွားကနေခྱི་သွားဖို့ကြုံလာဩခྱི་သွားလို့ရှိရင်တော့ငါပင်ပန်းတော့မှာပဲအဲ့လိုဆိုရင်တော့ခྱི་မသွားခင်မှာငါအနာယုံမှဖြစ်မယ်ငါအိတ်ဦးမှဖြစ်မယ်ဆိုတော့အိတ်တယ်တဲ့ ခကြီးကပြန်လာပြီဆိုတော့အော်ငါတော်တော်ပင်ပန်းနေတယ်ဒါကြောင့်အနာယုံမှဖြစ်မယ်ဆိုတော့တခါအိပ်ပြန်တယ်တဲ့ဟောလေးမျိုးရှိရင်နော်အလုံးမလုံးခင်အလုံးလုံးပြီခကြီးမသွားခင်ခကြီးသွားပြီနောက်တစ်မျိုးကပြောပြန်တော့နောက်တစ်စုံနောက်ဆုံးကံသွားတယ်ဆုံးရမပြည့်စုံဘူးစားတော့တာရန်ကြီးအဆင်မပြေဘူးအဲ့ဒါသူကဘယ်လိုရှင်းအောင်ဆိုတော့အော်ငါစားကျင်နိုင်မစားဘူးအဲ့ဒါပင်ပန်းတယ်နွမ်းနေတယ်အားနေတယ်အဲ့တော့ငါအိပ်မှဖြစ်မယ်ဆိုတော့တက်တောင့်တက်တာပဲနေလိုက်တယ်တဲ့ နောက်ဆုံးဟင်းပြည်စုံတယ်ဆွနေရအရှံပဲရတယ်ကြိုက်တယ်လို့ပုံပေးလို့ရတယ်အဲ့တော့သူကဘယ်လိုစဉ်းစားလဲဆိုတော့ငါခန္ဓာကိုယ်ကြီးကစားတာတာတွေများတော့နော်ရေစိမ်ထားတဲ့ပဲစီလိုဖြစ်နေတယ်လေးနေတယ်ဟုတ်လားဘုရားအဲ့တိုင်ဟောတယ်သိလားအဲ့တော့သူဘာလို့ဆိုတော့ပင်ပန်းနေငါအိမ်ဦးမှဖြစ်မယ်ဆိုအိတ်တယ်တဲ့အဘာပဲလာလာသူကအိတ်ဖို့ပဲအဖြေထွက်တယ်ဟုတ်တယ်မဟုတ်လားအဲ့နောက်လေးခုမြောက်တွဲကြတော့ဘာပြောလို့ဆိုတော့နော်ယောဂါဖြစ်စအနာယောဂါလေးဖြစ်လာတယ်အနာယောဂါဖြစ်လာဟာအနာယောဂါဖြစ်တယ် အဲ့တော့ငါတက်တော့တက်တာနေမှဖြစ်မှာဆိုအဲ့ကျင်တော့တော်တော်ကိုပြာကြီးပြာရနားမယ်ပေါ့နော်ဟုတ်လားအဲ့အနာယောဂါဆိုတော့သူကတော်တော်ကိုအကြောင်းပြချက်ကခိုင်လုံးနဲ့ပြင်းဖို့အတွက်အကြောင်းပြချက်ကအရန်ခိုင်လုံးနဲ့ညမကြီးမကောင်းဘူးဆိုရင်ဘာလာမပြောတော့နဲ့သူတတာပဲနေတော့မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီနေနဲ့သူအိမ်တယ်ပေါ့နောက်ကျင်မကြီးကောင်းသွားပြီနော်ကျင်မကြီးကောင်းပြီကလားနလန်ထစားဟောငါကျင်မကြီးမကောင်းတော့တော်တော်ဆင်းရဲခဲ့တာအဲ့တော့ခုမှငါနလန်ထကနလန်ထကသာရှိသေးတယ်အဲ့တော့ငါအနာယူမှဖြစ်မယ်ဆိုတော့ ိပ်ပြန်နေတဲ့ဘယ်နှမျိုးတော့၈မျိုးဟုတ်လားအလုံးမလုံးသေးခင်အလုံးလုံးပြီးခကြီးမသွားခင်ခကြီးသွားပြီးစွမ်းမရတာစွမ်းရတာဟုတ်လားပြီးတော့ပါတော့ကျမကြီးပေါက်ပြန်မှုဖြစ်ခါစကျမကြီးကပျောက်ခါစပေါက်ပြန်မှုကပျောက်ခါစဒါကသူကြီးကြီးရဲ့အကြောင်း၈မျိုးဝရိယရှိတဲ့လူကြတော့လည်းအဲ့ဒီ၈မျိုးပဲဒါပေမဲ့သူတွေးတာမတူသူကဘလို့တွေးတော့အလုံးတော့မယ်မှုကိစ္စတခုပေါ်လာတော့မယ်ဆိုသူကဘလို့ရှင်းတော့ဆို အော်လုတ်ကိစ္စတွေလုပ်ရင်ဘုရားတရားကိုငါနှလုံးသွင်းဖို့မလွယ်ဘူးအဲ့ဒီအချိန်မှာငါတတိယရောက်ရောက် လုတ်ဖို့မလွယ်ဘူးဒါကြောင့်အဲ့ဒီအလုတ်ကလေးမလုတ်ရသေးခင်လေးမှာငါတတိယရောက်ဖြစ်အောင်မရသေးတဲ့တရားကိုရအောင်ငါလုံးဝမဖြစ်မယ်ဆိုတော့သူကထပြီးတော့ပဲဒီတရားလုတ်ကိုကြိုးစားတယ်တဲ့တွေ့တာတော့သူတို့တွေ့တာပဲစဉ်းစားဖို့မတူတဲ့အခါကျတော့တယောက်ကပြင်းတယ်တယောက်ကကြိုးစားတယ်ဟုတ်လားအလုတ်လုတ်ပြီးကတည်းကသူဘယ်လိုစဉ်းစားရတော့အော်ငါအလုတ်လုတ်ခဲ့တုန်းကမြတ်စွာဘုရားရဲ့တရားတွေကိုငါတတိယရောက်နှလုံးမသွင်းခဲ့ရဘူးဟုတ်လားအခုငါအလုတ်လုတ်ပြီးကတည်းက တော့မဖြစ်ဘူးငါအကျိုးသားမှဖြစ်မယ်ဆိုတော့သူလှုပ်တယ်တဲ့နော်အဲ့လိုဦးဇင်းတို့ခရီးသွားကနေဟောခရီးသွားနေတယ်လို့ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုပြီးပြီဆိုတော့နှလုံးသွင်းဖို့တိတ်မလွယ်လာဘူးဒါကြောင့်ခရီးမသွားခင်လေးမှာငါကပ်ပြီးတော့ကြိုးစားအောင်မှဖြစ်မယ်ဆိုတော့သူကြိုးစားတယ်တဲ့ခရီးကပြန်လာပြီဆိုတော့လည်းသူဘလို့စဉ်းစားတော့ငါတော်တော်အလုပ်ပြက်ခဲ့တာဟုတ်လားဒါကြောင့်အခုငါခီးရပြန်လာပြီစိတ်ချလက်ချငါလုံးမဖြစ်မယ်ဆိုတော့လှုပ်တယ်တဲ့ဝရိယပဲအဖြေထွက်လာတာနော်သူကဟုတ်လား ဲ့လိုပဲဆွန့်ခံသွားတယ်။ဆွန့်နေတာတိတ်မရဘူး။စားရတာကတိတ်အချင်းမပြေဘူးဆိုရင် तू ကဘယ်လိုရှင်းသားတော့။တစောတုံးကလိုကတော့အားနေတယ်လို့ရှင်းသားတာ။ तू ကတော့ဘယ်လိုရှင်းအောင်ဆိုတော့ပေါ်ပါတယ်လို့ရှင်းသားတယ်တဲ့။နော်။ဝါဝါမစားတော့ဘယ်လိုရှင်းသားတော့ပေါ်ပါတယ်လို့ရှင်းသားတာတဲ့။အဲ့ဒါစားတော့စားတော့မကောင်းရင် ပေါ်ပါတယ်လို့ရှင်းသားရုံပဲ။ဟဲ့ဒကမကြီးတွေ။တော့စားတော့မကောင်းဘူးဆိုရင်ဘယ်လိုရှင်းသားတော့ပေါ်ပါတယ်လို့ရှင်းသားတာနော်။အေးအဲ့ပေါ်ပါပါလေးရှိတော့ငါလှုပ်လိုက်မယ်ဆိုတော့လှုပ်တယ်။ စွန့်ဟင်းပြည်ဆုံးပြီဆိုတော့စားတော့တာရှင်းပြီဆိုတော့ तू ကဘယ်လိုစဉ်းစားအောင်ဆိုတော့သောသောကလူကတော့ဘယ်လိုစဉ်းစားအောင်လေးလံတယ်လို့ तू ကစဉ်းစားတာတော့ဒီအထုတ်မဲ့လူကတော့ဘယ်လိုစဉ်းစားဆိုတော့အားရှိတယ်လို့စဉ်းစားတာလေအမတူဥညာစာအုပ်သေးချာကြည့်ထားတာသိလားအဲ့မှာပြောထားတာလေးတွေကမတူအဲ့တော့စားကောင်းတော့ပြင်းမဲ့လူကလေးလံတယ်ဂိုင်ထိုင်မိုက်နေမဲ့သူတော့ငါအိတ်လိုက်မယ်လှုပ်ရှင်တဲ့လူကဘယ်လိုစဉ်းစားတော့အားရှိတယ်လို့စဉ်းစားတာဘောမမစားတော့မလှုပ်ရှင်တဲ့လူကဘယ်လိုစဉ်းစားတော့ ။ငါပင်ပန်းနေလို့သူကစဉ်းစားတာ။သူစားနေတာမစားတော့ပင်ပန်းတာ။တလုံးချင်းတဲ့လူကတော့ဘယ်လိုစဉ်းစားအောင်။အော်ပါပါရှိတယ်လို့စဉ်းစားတာ။ဒါကုပ္ပမူတရားပဲ။ဟုတ်လား။အေးနောက်ဆုံးဦးကျင်းတို့ယောဂဖြစ်ခါစားလုံးချင်းတဲ့လူကဘယ်လိုစဉ်းစားတော့အော်ယောဂဓာတ်ထဲစိုးလာနိုင်တယ်။အဲ့လိုဆိုရင်ငါဘာမှတော့လုံးနိုင်မှာမဟုတ်ဘူး။တည်ရင်လည်းတည်သွားနိုင်တယ်။အဲ့ဒီယောဂဖြစ်ခါစားမှာငါဖြီးဖြီးစီစီလှုပ်ထားမှကိုဖြစ်မှာဆိုပြီးတော့သူကတော့စူးစမ်းတယ်တဲ့။အယောဂပြောင်းလာပြီဆိုတော့သူကဘယ်လိုစဉ်းစားတော့ ယောဂဖြစ်တော့ငါဘာမှသိပြီးတော့မလုံနိုင်ခဲ့ဘူးအခုယောဂပြောက်ပြီဒီယောဂကပြန်ပြီးတော့မဖြစ်ဘူးလို့လည်းမဆိုနိုင်ဘူးဟုတ်လားဒါကြောင့်ငါစိတ်ချရတော့လေးမှာငါလှုပ်ထားမှဖြစ်မယ်ဆိုတော့သူစူးစမ်းရတယ်အဲ့တော့ဦးဇင်းကအဲ့ဒီတုတ်တန်လေးကိုနော်အမှတ်ရတယ်အမှတ်ရတယ်လူတယောက်ဘလို့တွေးတာလဲဆိုတာပုံမှာဘူတီပြီးတော့သူဘာတွေဆက်လုပ်လဲဆိုတာဖြစ်သွားတာဆိုတာလေးကိုစဉ်းစားမိအောင် ဟုတ်လားဒါကြောင့်ဒီဧည့်သားမှာ ြည်စုံတာတွေမပြည်စုံတာတွေအကုန်လုံးရောပြောနေတယ်အချင်းပြေတာတွေမပြေတာတွေကလည်းရှိမှာပဲဟုတ်လားအဲ့လိုဆိုရင်ကိုယ်မှာနော်ကိလေသာဖြစ်တာလားသို့မဟုတ်ရင်းမြစ်တဲ့အချင်းပြေတဲ့သူတော်ကောင်းတရားတွေဖြစ်တာလားဆိုတာဘုရားပေါ်မှာမူတည်ရောကိုယ်ပေါ်မှာမူတည်တယ်ဟုတ်ရဲ့လားဒါကြောင့်ဒုက္ခဝေဒနာတွေနဲ့ပဲတွေ့တွေ့ဒုက္ခဝေဒနာတွေနဲ့ပဲတွေ့တွေ့ကိုယ့်ရဲ့နှလုံးသွင်းမှုစဉ်းစားဆင်ခြင်မှုမမှန်ကန်မှုမှားယွင်းနေဆိုရင်တော့ဘလိုလားတဲ့ကိလေသာတရားတွေပဲဖြစ်မှာပေါ့ဟုတ်လား ဒုက္ခဝေဒနာပဲတွေ့တွေ့ဒုက္ခဝေဒနာပဲတွေ့တွေ့ကိုယ့်ရဲ့နှလုံးသွင်းဆင်ခြင်မှုဇောနိတ္တမနိတိကာရအကောင်းမယ်ဆိုလို့ရှိရင်တော့ကုသိုလ်တရားတွေပဲဖြစ်လာမှာအဲ့တော့ဒါလေးတွေကလည်းပဲပေးသက်ပေါင်းတူအောင်လို့နားလေထားဖို့မလိုဘူးလားလို့ရနော်တီဗီသားအတိလေးတွေပဲမလိုလည်းပဲဒီအချိန်မှာအသုံးချဖို့အလွန်တရာမှာအကွက်ဆိုင်တယ်လို့ဦးဇင်းကမြင်ပါတယ်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းတူအောင်လို့နော်တရားသမားကိုစူးစမ်းအထုတ်နေတဲ့အချိန်မှာနောက်အထူးသဖြင့်နောက်ခန္ဓာကိုယ်ရဲ့အနေထားကြောင့် ဒုက္ခဝေဒနာတွေဖြစ်လာတာကိုအခက်အခဲကြီးလို့မထင်စေချင်ပါဘူးဟုတ်လားတိခါနိုင်တဲ့လောက်တိခါရမယ်ဟုတ်လားပြီးရင်အေးအေးဆေးဆေးသူ့ကိုနားလည်အောင်ကြည်ရမယ်တတ်နိုင်တဲ့လောက်စိတ်ရှိပြီးတော့ဒါကြိုးစားရမယ်ဟုတ်လားဘလို့မှမတတ်နိုင်တော့တဲ့အဆုံးဆိုရင်တော့သတိကလေးနဲ့ဘာဘလို့ဖို့လို့လို့ပြင်ရမှာပေါ့ဟုတ်တယ်မဟုတ်လားအေးတတ်နိုင်တယ်မြတ်သတိရှိနေဖို့ကဒါလည်းပရဏကြတယ်ဆိုတာလေးကိုနားလည်ရမယ်ဟုတ်လား အဲဒါကြောင့်ဦးဇင်းတို့အခုဆက်ပြီးတော့မိမိခန္ဓာရဲ့တဘာဝကိုအမှန်ကန်နောက်တတိနဲ့တိ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 နေအောင်ကြိုးစားအားထုတ်တဲ့မြင့်မြတ်တဲ့လုပ်ငန်းရှင်ကိုနောက်ကျန်တဲ့나ယူဝယ်လေးမှာကြိုးစားအားထုတ်ကြရအောင်နော်